ရိတ်သက်များအားလုံးမင်္ဂလာပါခင်ဗျာ1173ပြိုင်ပွဲမှာပြိသက်တွေစိတ်ဝင်စားခဲ့တဲ့ နောက်ထပ်ပွဲစဉ်တစ်ပွဲကတော့ Stanfordes နဲ့ကာနာတို့ထိုးခဲ့တဲ့ပွဲစဉ်မှာဖြစ်ပါတယ်ခင်ဗျာအတန်ဝိတ်တန်းကစ်ပေါက်စင်ပွဲစဉ်ဖြစ်ထိုးသွားခဲ့ကြတာပါ Stanfordes က1နဲ့ဝေးကွာနေတာနှစ်နှစ်ခွဲကျော်ကာလကြာမြင့်ခဲ့ပြီအခုမှတကြောပြန်လဲပြီးတော့စင်ပေါ်ကိုတက်လာတဲ့ပွဲဖြစ်ပါတယ်ပြီးတော့ထူးခြားချက်တရက်ကဒီနေ့နော်မာလာ16ရက်နေ့ဟာ Stanfordes ရဲ့မွေးနေ့ဖြစ်ပါတယ်ခင်ဗျာ ဒီတော့နိုင်ပွဲအရယူနိုင်ခဲ့မဲ့ဆိုရင်စတက်ဖက်ဒက်အတွက်လုံးဝကိုပြည့်ပြည့်စုံတဲ့အမှတ်ရရဖြစ်လာမှာဖြစ်ပါတယ်ခင်ဗျာပြီးခဲ့တဲ့နှစ်နှစ်ခွဲကျော်ကာလအတွင်းစတက်မှာဒဏ်ရာပြဿနာတွေနဲ့ရုန်းကန်နေရတယ်အဲဒီကြောင့်သူ့အနေနဲ့ပွဲမထိုးဘဲနဲ့အနောက်နေကြတာဖြစ်ပါတယ်ခင်ဗျာဒီနေ့ပွဲထိုးချိန်မှာလဲစတက်ဖက်ဒက်ပုံစံကောင်းမပြနိုင်ခဲ့ပါဘူးဒါကြောင့်ပွဲအပြီးမှာအမှတ်ဆုံးပြတ်ချက်နဲ့ရှုံးနိမ့်သွားခဲ့ရပါတယ်ကာနာကတော့အခုမတိုင်ခင်1172ပြိုင်ပွဲတုန်းက ဂျပန်မြေဂျပန်ပြည်သက်ရှင်းပေါက်မှာ TIE Fighter ဖက်ကြီးကြောင်အရှုံးပေးခဲ့ရတယ်။ဒီပွဲမှာတော့သူဟာ Stamfordus ကိုအနိုင်ယူပြီးတော့ညနေပိုင်းပြန်လာခဲ့တယ်လို့ပြောရမှာဖြစ်ပါတယ်ခင်ဗျ။ဒီပွဲမှာကာနာရဲ့ game plan ပြင်ဆင်လာပေါ့အရင်တော်တော်ကောင်းခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့သူကပထမပွဲကြီးမှာရင် Locket အောက်ခြေကန်ချက်တွေကိုအသုံးပြုပြီးတော့ Stamp ကိုဖိအားပေးခဲ့တယ်။အထူးသဖြင့် stamp ကခွဲစိတ်ကုသမှုခံယူထားရတဲ့နေရာအခုမှပြန်တက်လာတဲ့နေရာကို သူပြစ်မှတ်ထားပြီးတော့ခြေကံချက်တွေပြစ်လွတ်တယ်။ step 5ကျတော့လက်သီးချက်တွေပြစ်လွတ်တယ်ပြီးတော့ခြေကံချက်တွေကို timing guide ထုတ်သုံးတယ်ခင်ဗျအချိန် guide ထုတ်သုံးတယ်ပေါ့လေဒါပေမဲ့ဒီဘွဲမှာ step မှာ timing guide ထုတ်သုံးတာထုတ်သုံးနေတာသူ့ရဲ့ထိုးချက်တွေခြေကံချက်တွေကသိပြီးထိမှန်မှုမရှိခဲ့ဘူးခင်ဗျပြီးတော့ကာနာကဒုတိယဘွဲရှိမှာဆိုရင်တိုက်စစ်ဖွင့်ပြီးတော့လက်သီးချက်တွေ reset ပြစ်လွတ်လာတဲ့အခါ စတမ်တော်တော်လေးကိုပြိုးပြရာဖြစ်သွားခဲ့တယ်။ဒုတိယပွဲကြီးပြီးလို့တတိယပွဲကြီးမတိုင်ခင်မှာဒီရုပ်တံကစတမ်ရဲ့ရှေ့တော့တွေကိုအနိကရိုက်ပြတယ်။အဲ့ဒီမှာစတမ်ရဲ့ရှေ့တော့တွေဟာကာနာရဲ့ဒီအောက်ရှေ့ကန်ချက်တွေကြောင့်သီသာသာကြီးကိုနီးရဲနေတာကိုကျွန်တော်မြင်ခဲ့ရတယ်ခမညဒီတော့ကာနာရဲ့ပွဲတစ်ချောင်းလုံးသုံးသွားခဲ့တဲ့ဂိမ်းပလန်နဲ့ပြူပါကထိရောက်တယ်ဆိုတာကိုသုံးသပ်နိုင်ပါတယ်။စတမ်ဟာပွဲပြီးရဲ့အထိရှင်ပြိုင်ထိုးသွားခဲ့ပေမဲ့တယောက်ကိုတယောက်အလဲမထိုးနိုင်လို့ အမတ်ဆုံးပြည့်ကိုခံယူရတဲ့အချိန်မှာအမတ်ပိတ်တိုင်လူအားလုံးကကာနာကိုအနိုင်ပေးလိုက်ပါတယ်ဆန်ဖက်ဒက်စ်အနေနဲ့တကြောပြန်ခီးဟာမလှပါခဲ့ဘူးပေါ့လေဒါပေမဲ့စတက်မှာစတက်မှာပဲရှေ့လာမဲ့ပွဲစဉ်တွေမှာတော့သူ့ရဲ့ပုံစံကောင်းကိုပြသပြီးတော့ပြန်လာနိုင်မယ်လို့ယုံကြည်မိပါတယ်ခင်ဗျာကြည့်ရှုအားပေးပရိသတ်အားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ